Hello အလုံးမင်္ဂလာပါ United ရှီဟူကနေကြိုဆိုပါတယ် Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တွေအကြောင်းကျွန်တော်ဆက်ပြောရရင် တိုက်စစ်မှုနေရာမှာ Victor Gyokeres နဲ့ပတ်သက်တဲ့သတင်းတွေကခက်ဆိတ်ဆိတ်အသင်းနဲ့ပူပြီးတော့ကျွန်တော်သာသတင်းထွက်လာတယ်ဒီနေရာမှာ number 1အနေနဲ့ကတော့အာ Gimme Sport ကနေပြီးတော့သူတို့ဒီပြောထားကြတာပေါ့နော် Manchester United အသင်းရဲ့ဘက်ကတော့တိုက်စစ်မှုဖြစ်သူ Victor Gyokeres ကိုခေါ်ဖို့အတွက်အားထုတ်မှုတွေပုံမပြုတ်လုပ်လာပြီဖြစ်တယ်ပေါ့နော်အဲဒါအပြင်ကျွန်တော် Jason Wilcox နဲ့ပတ်သက်တဲ့သတင်းလေးကျွန်တော်ပြောပါမယ်ဆိုတော့ အမ်မိုရီအနေနဲ့လည်းသူ့ရဲ့တပည့်ဟောင်းနဲ့အသင်းမှာပြန်ပြီးတော့လက်တွဲဖို့တဲ့စိတ်အားထက်သန်နေတယ်လို့ဘုတ်ဖွဲ့ကလည်းဒီကစားမဖြစ်သူရဲ့ quality တွေနဲ့ပတ်သက်ပြီးတော့အရှင်းရှင်းလင်းလင်းအတည်ပြုထားကြောင်းကျွန်တော်သိရတယ်ပေါ့နော်လက်ရှိမှာဆိုလို့ရှိရင်တော့ Victor Gyokeres က Manchester United ကိုစောင့်ဆိုင်းနေတဲ့ပုံ ယူဆလို့ရနေပြီးတော့ကစားမက Manchester United လိုအပ်နေတဲ့တိုက်စစ်မှုနေရာအတွက်အဓိကပြစ်မဲ့လည်းဖြစ်တယ်ဆိုပြီးတော့ Mbappe ကလည်းကျွန်တော်ဖော်ပြလာတယ်တခြားသောအပြောင်းအရွှေ့ဈေးကွက်ဒီထားပါတော့တခြားဒီအပြောင်းအရွှေ့ အထွက်ဒီအဝင်ဒီဒါတွေကိုသဘောတူညီမှုရပြီးချိန်မှာ Victor Gyokeres ဒီ Manchester United ကိုရောက်လာနိုင်တဲ့အပြောင်းအရွှေ့တစ်ခုဖြစ်နိုင်တယ်ဆိုပြီးတော့ပြောထားတာတွေကျွန်တော်ရှိတယ်ဆိုတော့ Gyokeres နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့တင်းနေပြန်ထွက်လာပြီဒီညမှာထူးဆန်းတယ်ထူးဆန်းတယ်ဆိုတော့ကျွန်တော်ရှေ့ဗီဒီယိုတွေမှာလည်းပြောခဲ့သလိုပဲ Vita Gyokeres ကအဲတခြားအသင်းတွေနဲ့ဘယ်လိုမှသတင်းမထွက်ဘူးဖြစ်နေတယ်သိလားဘလောက်ထိပဲပေါ့နော်ကျွန်တော်နေတဲ့သူ့ကိုကောင်းပါတယ်ပဲပြောပြောဘယ်အသင်းကမှန်သူ့ကိုအမှန်ကန်ခေါ်ဖို့အတွက်အဲ့လောက်ကြီးကြိုးပမ်းနေတဲ့ပုံစံရှိမနေဘူး United ပါဝင်မယ်ကျွန်တော်တို့ဒီ Arsenal တို့ဘာလို့ကိုကျွန်တော် ကြည့်တော့လဲဘာမှထူးထူးခြားခြားကြီးပေါ့နော်ဒီ Geographic ကိုခေါ်ဖို့ဟေးဆိုပြီးတော့လုံးမနေခြင်းမရှိဘူးသိလားပြီးရင်ကျွန်တော်တို့ဒီတခြားဘယ်အသင်းမဲ့ဖြစ်ဖြစ်ဗျာဘယ်အသင်းမဲ့ဖြစ်ဖြစ်ဒါ26နှစ်အရွယ်တိုက်စစ်မှာဂိုးပေါင်း90ရုံ twin ထားတယ်ဆိုတာမျိုးကပြီးခဲ့တဲ့ရာသီတော်တော်ကောင်းတဲ့အခြေချင်းမှာဒါအပြင်ဈေးနှုန်းရကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲနောက်ထပ်၄နှစ်လောက်ကောင်းကောင်းတုံးလို့ရမယ်ဆိုရင်တော်တော်တန်မဲ့ဈေးနှုန်းမျိုးဆိုတော့ဒါကူပဲဘယ်အသင်းမှမကြိုးပမ်းနေဘူး ဒါတော့မှ United ကဘာလို့ဘယ်အသင်းမှမကြိုးပမ်းသေးတဲ့နောက်မှာပြတင်းပြန်ထွက်လာတာအေးအဲ့ဒီတင်းထွက်ပါတယ်ဆိုရယ် United ကမှအဲ့ဒါလောက်ထိတင်းမထွက်ဘူးဒီခုရှိတာက Gilchrist က Manchester United ကိုစောင့်ဆိုင်းနေပုံရတယ်လို့ဘာလို့ဆိုတာကဒါတွေကယူဆချက်တည်တန့်နေပါနော်ဟိုဟုတ်ချင်လဲဟုတ်မှာပေါ့ဗျာဟုတ်ချင်မှလည်းဟုတ်မှာဒါပေမဲ့ကိုရီတွက်ကတော့အမ်ဘွေမိုကိုခေါ်ပြီးသွားပြီဆိုတာနဲ့တိုက်စင်မှုတွက်ကငွေရမရှိတော့ဘူးဆိုတော့ Gilchrist တို့ဘာလို့ကိုခေါ်နေဘူးကတော်တော်ကိုတိုင်ပတ်သွားမှာဘာလို့လဲဆိုတော့ကျွန်တော်တို့ကကွင်းလေမှာ200လောက်ကိုအစားထိုးဖို့လူနေသေးတာကျန်တဲ့ကစားမတွေအစားထိုးဖို့လူနေသေးတာ အဲ့ဒါတွေလုံနိုင်ဖို့ကျွန်တော်လူနေသေးလို့ပဲဆိုတော့တိုက်စစ်၃ရောက်မှရင်ကိုပေါင်တန်း150လောက်ကျွန်တော်ကုံသွားလို့မဖြစ်ဘူးပြည်ထနာကကုံသွားမဲ့အချိန်ဒီမှာရှိတယ်အာအ ਨੇ ဆုံးတော့အ ਨੇ ဆုံးဆိုတော့အတင်းတွက်ပါတော့ကျွန်တော်အံပွဲမိုးကိုခေါ်ယူပြီးပြီဆိုတာနဲ့ဒီကစားမဖြစ်သေးရဲ့အပြောင်းအရွေကဖြစ်လာဖို့တော့နေသွားပြီဒါပေမဲ့လို့တိုက်စစ်မှုနေရာမှာ Manchester United ရဲ့တရင်ထွက်တဲ့ကစားမတွေတချို့ရှိပြီးမဲ့ quality striker မျိုးဆိုလို့ရှိရင်တော့ Victor Gyokeres တယောက်ပဲကျွန်တော်ရှိတယ် တော်တခြားကလပ်တင်းတွေရဲ့ဘက်ကတကယ်ကန့်လန့်မှုတွေပြုလုပ်လာအောင်မလားဆိုတော့စောင့်ကြည့်ရမှာပေါ့လေ။နော်အာဆင်နယ်တို့ကရောအပြိုင်ခေါ်လာအောင်မလား။လီဗာပူးတင်းတို့ကရောအပြိုင်ခေါ်လာအောင်မလား။နော်ဒီချဲလ်ဆီတို့ကရောအပြိုင်ခေါ်လာအောင်မလား။အခုချိန်တော့ချဲလ်ဆီကအာဆင်နယ်ကိုတိုက်စင်မှုကိုစီအတွက်ဘင်ဂျမင်ဆက်စကူတို့လီယမ်ဒီလက်တို့ကိုခေါ်နေကြတယ်။ဒါပေမဲ့လို့ဘယ်သူကမှအမှန်ကန်ကျူးပန်းနေတယ်မျိုးကျွန်တော်မရှိဘူး။နော်ဆိုတော့အခုလက်ရှိ United မှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲကိုရီအနေနဲ့အန်ပွဲမှုကိုခေါ်ဝေးကျူးပန်းနေတယ်။လက်ရှိကွန်ညာကိုခေါ်ပြီးသွားပြီ။ ဗီတာဂူဂရက်စတန်ကိုတရားဝင်ကမ်းလှမ်းတာချိတ်ဆက်တာကစားမားကိုကျွန်တော်စကားပြောတာဒီဘာမှမရှိသေးဘူးဆိုတော့စောင့်ကြည့်ကြင်ကြပါဆိုတော့တော့ကြောင့်ဗီတာဂူဂရက်စရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ကတော့မန်ချက်စတာယူနိုက်တက်ကကျွန်တော်တို့ဒါအမှန်ကန်စောင့်ကြည့်နေတယ်ပေါ့နော်ဂျန်နေတဲ့နေကမကျူးပန်းမှုဆိုလို့ရှိရင်ယူနိုက်တက်ကအံပွင့်မွေးရဲ့အပြောင်းအရွှေ့ပြီးတာနဲ့ဂူဂရက်စဘက်ကိုတောက်လျှောက်လှည့်လာနိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်သိကြတာကတော့ကျွန်တော်တို့ကစားသမားတွေရောင်းချနိုင်မှုလို့တယ်အတင်းမှာကစားသမားတွေရောင်းချနိုင်မှတော်ကြကြမှာ နော်ဈာမတွေရောင်းရောင်းချနိုင်မှာကျွန်တော်တော်ကကြာမှာဆိုတော့ဒီအဲ Vita Gukres တို့ဘာတို့ကိုခေါ်ဘူးဆိုရင်တို့ကအံပွင့်မှုပြီးမှဒါဆိုလို့ရှိရင်တော့ Market Stretch တို့ Anthony Santos တို့နော်ပြီးလို့ရှိရင်အဲ Jaden Sancho တို့ဒါမျိုးကစားမတွေကိုကျွန်တော်ရောင်းနိုင်မှာကျွန်တော်အဆင်ပြေမှာဆိုတော့အချိန်ကြီးရကျွန်တော်ကြည့်မယ်ဆိုရင် Gukres ရဲ့အပြောင်းအရွှေ့ကကျွန်တော် Manchester United နဲ့ပြည်သက်တီတွေ မျောလင်းချက်ပြန်ထားလို့ရတယ်လို့ကျွန်တော်ပြောရမှာပဲเนาะနောက်တစ်ခုကဒီ Jason Wilcox ဆိုတာကဒီတခြားတော့ကျွန်တော်မဟုတ်ဘူးပြေเนาะအဲ Manchester United ရဲ့အားကစားဒါရိုက်တာအသစ်ဖြစ် Jason Wilcox ကိုခန့်အပ်လိုက်ပြီးဖြစ်တယ်ဆိုပြီးတော့ Laurie Whitwell ကနေပြီးတော့ကျွန်တော်ပြောလာတယ်သူက Nisnit အရင်တုန်းကတော့ tag ဒီဘာလို့ပြောမလဲ Nisnit ဒါရိုက်တာဖြစ်သူတောင်းဝန်ယူတာပေါ့เนาะတောင်းဝန်ယူတာဒါပေမဲ့လို့လက်ရှိမှာတော့သူ့ကိုကျွန်တော်ကအားကစားဒါရိုက်တာဖြစ်ကျွန်တော်ခန့်အပ်လိုက်ပြီးတင်ပါတယ်ခန့်အပ်လိုက်ပြီးပေါ့เนาะဆိုတော့ Wilcox ဒီ အသင်းကိုကျွန်တော်အနေနဲ့ဒါအမှန်ကန်အလုပ်လုပ်ပြီးရတော့မာပေါ်လီအခုတစ်ပြင်းတော့ပြီးခဲ့တဲ့သူရဲ့အလုပ်တွေကို United တောင်းရှိသူတွေကသဘောကျလို့ကျွန်တော်တို့ဒါဒီယာရူတူပြလိုက်တဲ့ပုံစံမျိုးပါအာကစားဒါရီတာဒီ Jason Wilcox ဖြစ်လာပြီဆိုတော့သူ့ရဲ့လက်အောက်မှာကျွန်တော်တို့အပြောင်းအရွှေ့တွေဘယ်လောက်ထိတွေ့ရမလဲဘယ်လိုမျိုးလုပ်ရက်တွေကိုကျွန်တော်တွေ့ရမလဲစောင့်နေကျွန်တော်ကြည့်ရမယ် Ineos ရဲ့လက်အောက် Ineos Manchester United ကိုစပြီးတော့တာဝန်ယူကြတဲ့က United ဟာအရာအလုံးကအကြပဲ့ကြီးကျွန်တော်ရောက်နေတာနော် ရှေ့မှာလည်းတိတ်မကောင်းဘူးဆိုပေမဲ့အကြဘက်တီးကြီးကျွန်တော်ပို့ပြီးရောက်နေတယ်အကြဘက်တီးကြီးကျွန်တော်ပို့ပြီးတော့ရောက်နေတာဒါပေမဲ့လို့သူဓာတ်တွေကိုဘယ်လိုပြောင်းပြန်လှန်နိုင်မလဲပေါ့ဗျာအတင်းကနော်ငွေကြီးပိုင်းပြဿနာကြုံရတဲ့ဥရောပဝင်ဝင်နေမရဘူးဓာမျိုးတွေနဲ့တိုင်ပတ်နေတဲ့အချိန်မှာကိုအတင်းနေနဲ့နော်ကိုအတင်းနေနဲ့ဒီဒီလူကိုအားကစားဒါရိုက်တာဖြစ်ခန့်အပ်လိုက်တယ်ဆိုတော့သူ့ရဲ့လှုပ်အားတွေကျွန်တော်ကြည့်ရတော့မှာပေါ့လေသူဘယ်လောက်ထိအတင်းကိုပြောင်းလဲအောင်လုပ်ပေးနိုင်မလဲဆိုတာနော်ညီကလေးအနေနဲ့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများတွေပါတယ်